တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါဒါပေမဲ့အဲ့လွယ်လွယ်လေးရဲ့နောက်ကမှလူတယောက်ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမိမဲ့တိုင်ပင်ွေရနိုင်တယ်ဆိုတာသင်သိတာကျွန်မတတစိတ်မှာလူငယ်တွေကြားမှာအပြောများနေတဲ့ S-Taxi ဆိုလို့ခေါ်တဲ့ပါတီအတွက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှပေးပေးသားမှာပဲဖြစ်ပါတယ် X-Taxi ကို MDMA လို့ခေါ်ပြီးတော့မွေးနေ့ပွဲတွေပါတီပွဲတွေ night club တွေမှာပျော်ရွှင်မှုအတွက်ပုံပြီး enjoy လုပ်နိုင်မှုတွေအသုံးပြုလာကြရမှာဖြစ်ပါတယ်။သူတို့မျိုးတွေဖြစ်စေတခြားသောပါတီ drug တွေနဲ့ဖြစ်စေတွဲပြီးအသုံးပြုလေရှိပါတယ်။နောက်တော့ illegal ဖြစ်ပြီးတရားမဝင် ဈေးထဲမှာတော့ပါဝင်ပါတယ်သူရဲ့အာနိသင်ကဘာဖြစ်စေလဲဆိုစိတ်လိုခန္ဓာကိုယ်ကနေဆီရိုတိုနင်တို့ဒိုပမင်းတို့နော်အဖက်ဒရင်းတို့အဆရှိတဲ့ဟော်မုန်းတို့အများကြီးစောင့်ထွက်စေတာဒီဟော်မုန်းသုံးမျိုးပါဆိုရင်လူကြောက်ရဲ့စိတ်ပေါ်မှာအိတ်ချိန်ပေါ်မှာပြည့်ရခါကျရင်စားချင်တဲ့စိတ်ပေါ်မှာအများကြီးတက်ရောက်မှုရှိတယ် ဆီရိုတိုနင်ကိုဆိုရင်စိတ်နာ feel good hormone လို့ခေါ်တာပေါ့အဲ့တော့ဆီရိုတိုနင်အများကြီးထွက်လာတဲ့ခါကျရင်သူက feeling ကိုကောင်းတယ်ပျော်တယ်ခဲ့ခါကျရင်ပို့ပြီးတော့လူတွေကြားမှာပို့ရင်းနှီးတာပို့ပြီးတော့ empathize ဖြစ်တယ်အာပြခါကြောက်တော့ sexual stimulation ပေါ့လိန်စိတ်ကိုအရန်နှိုးဆိုတာအဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေတယောက်နဲ့တယောက်တစ်စိမ်းကိုမြင်ရင်လည်းအရန်စစ်တယ်အဲ့တော့ပူဆိုးတာ sexual stimulation ကြောင့်သူကအခုမှတွေ့တဲ့စိမ်းတွေအခုမှစတွေ့တဲ့သူတွေနဲ့သူကအတူနေလိုက်တယ် အဲ့မှာ unprotected sex အကာအကွယ်မဲ့အတူနေမိလိုက်တယ်လိန်ဆက်ဆံမိလိုက်တဲ့အတွက်လိန်ရတဆင့်ကူးဆက်တဲ့ယောဂါတွေပြန်ခါကျ HIV AIDS အဲ့ဒါတော့ပီပိုးစီကိုအဆရှိတဲ့ယောဂါတွေကူးဆက်လာနိုင်တယ်ပိုဆိုးတာ unplanned pregnancy ပေါ့မလို့လားအပယ်ကိုဝင်နေရလာတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီ ecstasy လို့ခေါ်တဲ့မူရစ်တွေကိုအသုံးပြုလိုက်တဲ့အတွက်လိုကနှလုံးခုန်လုံးတွေမြန်လာမယ် temperature ရဲ့အများကြီးတက်လာမယ်ချိုးရိုက်ထွက်လာမယ် energy ကြီးလာမယ်သွေးပေါက်ခြင်းအများကြီးတက်လာတာအပြင်ခုနပြောတဲ့ယောဂါတွေပါနောက်ဆက်တွဲဝင်လာနိုင်တယ်ဆိုတာသိရှိထားဖို့လိုအပ်ပါတယ် ူ့ရဲ့အာနိသင်တွေအုံနောက်ပေါ်မှာ neurotoxic ဖြစ်တယ်။အုံနောက်ကိုအဆိပ်အတောက်ဖြစ်စေတယ်။ဒါကြောင့်မလို့လူရဲ့မျက်ဉာဏ်ပေါ်မှာစဉ်စားတွေးခေါ်နိုင်စမ်းပေါ်မှာအများကြီးပြည့်ရောက်မှုတွေရှိလာပါတယ်။ ချက်ချင်းဒီမှာအသုံးပြုရချင်းမှာတော့ပျော်ရွှင်နေတယ်အဲ့တော့နာလာကျင်လာလည်းမသိအချိန်ကာလကိုလည်းမသိပျော်ရွှင်နေပေမဲ့ဒီဆေးကအာနိဒယ်က၃နာရီကျော်လောက်ဆိုရင်တော့တဖြည်းဖြည်းကျလာတယ်ကျလာရင်နောက်ပိုင်းမှာမဖြစ်လာမယ်ဆိုလို့က depress ဖြစ်လာပြီ depression ရလာမယ်ဒါတပတ်တစ်ခါကျရင်တပတ်ကျော်အထိကျနိုင်တယ် depression တွေရလာမယ်တချို့ဆိုရင်အရင်က aggressive tendency လာတယ်ပိုပြီးခက်တယ်လာရင်စိတ်တွေရှုပ်ထွေးလာတယ်နော်ခုနပြောလို့ပေါ့သူကခန္ဓာကိုယ်ကအပူချိန်ကို control လုပ်တဲ့ဟာကို control မလုပ်နိုင်တော့ဖြစ်တဲ့ damage ကြီးအရင်တက်လာတယ်ဖိုက်စတက်စီသုံးပြီးတော့အသက်ဆုံးရှုံးသွားတဲ့သူတွေကဘာကြောင့်လဲဆိုရင်သူက တက်မကြအရန်တက်လာလို့အသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့တော့ကို့မှာတကယ်လို့ hashtag စီဝင်စီကိုမတော်စအသုံးပြုမိလို့တက်မရှာအရန်တက်လာတယ်ချွေးတွေအများကြီးထွက်လာတယ်ပြက်ခါချင်းနှလုံးတွေလည်းလုံးဝဘလားဖြစ်သွားမမြင်ရတော့ဝါထွက်သွားတယ်ရှူอ่ะရှူပေါက်တာလည်းမပေါက်တော့ဘူးစီးထွက်တာအရန်တဲ့ဟောတာဒါမှမဟုတ်လုံးဝမထွက်တော့ဘူးဘူးလဲဝါတဲ့တက်လာတယ်အဲ့လားဆိုရင်ဒါဝန်နေဆိုင်မဲ့အရေးကြီးတယ်နော်သူ့ရဲ့ဒီအန်ကျိတ်တာတွေထွက်တတ်တာတွေကလည်းဖြစ်တတ်တယ်ဒါကတော့ဖြစ်တတ်တယ်ခုနကပြောတဲ့ဝန်နေဆိုင်တွေဖြစ်ပြီးဆိုရင်ဒါအင်မတန်မှစိုးရိမ်ရပါတယ် ဒါကြောင့်မလို့ SSC ကိုရရှိအသုံးပြုတဲ့သူတွေကနောက်ပိုင်းမှာဆိုရင်တော့နှလုံးကိုထိခိုက်တာရယ်ကြောက်ကက်ကိုထိခိုက်တာရယ်အသည်းကိုထိခိုက်တာရယ်ပြင်လင်းကတဆင့်ကူးဆက်တဲ့ရောဂါတွေတွေဆိုရင်ရပါရှိပါတယ်။ကိုကိုတိုင်းမှာဖြစ်စေကိုတငယ်ချင်းအပေါင်းအသင်းတွေမှာဖြစ်စေ SSC ကိုမတော်တဆအသုံးပြုနေပြီးတော့ဆိုရင်ရရဲ့လက္ခဏာတွေပေါ်ပေါက်လာတယ်ဆိုရင်တော့ဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမြင်းမြန်တိုင်ပင်ခြင်းရေဖုန်းနံပါတ်ခွန်ရှိရှိကိုကနန်းလေးလုံးကို Adam Singh ကနေဖုန်းပြတဲ့ပြားချက်မှမကုန်ပဲခုပဲဖုန်းဆက်လိုက်ပါ။